ရုပ်ရှင်ဒါရိုက်တာလုပ်ဖို့ရှိလားဆိုတော့လုပ်ကောင်းမလဲဆိုတော့လေအဲ့ဒီအလုပ်ကတော့ဟိုအရန်ပင်မနဲ့လုပ်ပေါ့နော်ကိုကိုတိုင်းတေးဥဆောင်တေးဥဆောင်ဖို့မလိုဘူးဆိုတော့အဲဇာလံမျိုးဆိုရင်တော့လေဟိုဘောနော်လုပ်ရင်လည်းလုပ်ဖြစ်မှာပေါ့နော်ဒါရိုက်တင်းဘက်ကိုဝါသနာမပါဘူးလားဆိုတော့ဝါသနာတော့ပါတော့ပါတယ်ဒါပေမဲ့အဲကိုကိုတိုင်းကိုက အားတစ်ခုကိုဖြည့်ဖို့လိုအပ်သေးတယ်လို့မြင်တယ်ဗောနော်အဲအကြောင်းမလို့လဲအဲကျွန်တော်အနေနဲ့ဒီလိုမျိုးအတွေးလောက်ပဲရှိသေးတာတကယ်လက်တွေ့အကောင့်တွေပို့ဖို့ကြတော့ကျွန်တော်စိတ်ကူးထားတာမျိုးတော့လည်းမရှိသေးပါဘူးဗောရုပ်ရှင်ဒါရိုက်တာလုပ်ဖို့ရှိလားဆိုတော့လောက်ကောင်းမလဲဆိုတော့လေအဲ့ဒီအလုပ်ကတော့ဟွာအရန်ပင်မနဲ့အလုပ်ဗောနော်ပင်မနဲ့အလုပ်ဆိုဒီလိုမျိုးပါဟွာဗောကိုကိုတိုင်းတေးဥဆောင်တေးဥဆောင်ဖို့မလိုဘူးဆိုတော့ အဲဇာလံမျိုးဆိုရင်တော့လေဟိုဘောနော်လုံရင်လည်းလုတ်ဖြစ်မှာပေါ့နော်ဒါပေမဲ့ကိုကိုတဲ့တေးဥဆောင်ပြီးတော့ကိုကိုတဲ့ဒါရိုက်တာမျိုးဆိုလို့ရှိရင်တော့လေဘေးသားမှာဟိုပံ့ပိုးပေးမဲ့အဲလူတွေပေါ့နော်အဲ့လိုမျိုးဟိုကိုဟိုရှိတယ်ကိုကိုနဲ့တသားလေးဖြစ်နိုင်မဲ့လူတွေရှိမယ်ဆိုလို့ရှိရင်တော့လေလုံရင်လည်းလုတ်ဖြစ်မှာပေါ့ဒါပေမဲ့အခုအချိန်ထိတော့ငါဘယ်ကောင်းဘယ်ဘယ်အချိန်မှာဘယ်လိုရိုက်မယ်ဆိုရည်ထားတော့မရှိဘူးဒါပေမဲ့ဟိုပေါ့နော် တခါတလေကြရင်ပေါ့ဇလန်းတစ်ခုခုဖတ်ပြီးတော့ဟိုကိုကိုတိုင်စိတ်ထဲမှာတကားလုံးရိုက်ကြည့်ခဲ့ရတဲ့အမျိုးရှိတယ်ကျွန်တော်တို့ကဟိုဇက်ဖတ်တယ်ဆိုတဲ့အချိန်မှာအဲကျွန်တော်ဆိုရင်နည်းနည်းကြာတတ်တယ်အဲကြာတတ်တယ်အဲ့ဒါဘာလဲဆိုတော့ဟိုစညွန့်ဖတ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဇက်ကိုနားလိုက်အောင်ဖတ်တယ်ဆိုတာထက်ကိုဟိုဟိုပါပေါ့နော် item develop တွေပါတခါလေကိုယ့်အကူပေါ့နော်ဩငါကတော့ အဲဒီလို character မျိုးဒီလိုစိတ်ခံစားမှုဆိုရင်ငါဘလို item မျိုးလုပ်မယ်ဆိုရင်အတွေးမျိုးနဲ့သွားတဲ့ခါကျခါကျဇန်ညွန့်ဖန့်ရင်အဲခါကျရင်ကျွန်တော်ကဟိုလားနဲ့ချီပြီးလဲကြာရင်လဲကြာသွားတဲ့ဇန်ညွန့်တွေမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးခံစားမှုမျိုးဖြစ်တဲ့ခါကျတခါလေကြာရင်ဇကားကိုတကားလုံးကိုယ့်ဟာကိုဟိုရိုက်ကြည့်ပြီးတဲ့ရိုက်ရိုက်ကြည့်လိုက်ပြီးတဲ့ဇက်ကောင်မျိုးဇလန်းမျိုးတွေလည်းရှိတဲ့ခါကျတော့အော်အဲ့လိုမျိုးကိုတွေးထားတဲ့အတွေးမျိုးကိုကိုကိုယ်တိုင်ပဲဟိုဟိုပါပေါ့နော်ပြန်ပြီးတော့အကောင့်ထဲပို့ကြည့်ရင် အဲအဲကောင်းမလားဆိုတဲ့အတွေ့အမျိုးလေးဝင်မိတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ကဟိုအရှိမလဲကျွန်တော်ကြောက်ကြောက်တို့ဝမ်းတို့ဘာလို့တော့ကအာကျွန်တော်ဒါ DOB အနေနဲ့ကျွန်တော်လှုပ်လှုပ်ပြီးလှုပ်ဘူးတယ်ပေါ့နော်ဆိုတော့အဲဟို trading နဲ့ DOB လမ်းကြောင်းနဲ့ဆိုတာကတော့ကျွန်တော်တို့ကအရန်ကိုနီးကတ်တယ်ပေါ့အဲနီးကတ်တယ်ပေါ့အဲဆိုတော့အဲအဲ့လိုမျိုးကိုကတော့ယုံကြည်မှုအရာကတော့ director အလုံးပဲဆိုရင်ယုံကြည်မှုမျိုးကိုစိတ်ထဲမှာမရှိပေမဲ့ဒီဘီ တယောက်ရဲ့ယုံကြည်မှုမျိုးကိုတော့ကိုပေးနိုင်တဲ့ပုံစံမျိုးရှိတယ်။ဘာလို့လဲဆိုတော့ကိုကိုနိုင်ကလည်းစိတ်ဝင်စားတဲ့အလုပ်တစ်ခုလည်းဖြစ်တယ်။နောက်ပြီးတော့ကိုကိုနိုင်ကလည်းဒီလိုမျိုးဝါသနာပါတဲ့အလုပ်တစ်ခုဖြစ်တဲ့ခါကျအဲ့လိုမျိုးတွေရှိအောင်။ဒါပေမဲ့ directing ဘက်ကိုဝါသနာမပါဘူးလားဆိုတော့ဝါသနာကတော့ပါတော့ပါတယ်။ဒါပေမဲ့အဲကိုကိုတိုင်းကိုကအားတစ်ခုကိုဖြည့်ဖို့လိုအပ်သေးတယ်လို့မြင်တယ်ဗောနော်အားကြောင့်မလို့လေအဲကျွန်တော်အနေနဲ့ဒီလိုမျိုးအတွေးလောက်ပဲရှိသေးတာတကယ်လက်တွေ့အကောင့်တွေပို့ဖို့ကြတော့ကျွန်တော်စိတ်ကူးထားတာမျိုးတော့လည်းမရှိသေးပါဘူးအဓိကတော့ဒီလိုဒီလိုပေါ့နော်ကျွန်တော်တို့ကကြတော့ ဟိုဟာကျွန်ကျွန်တော်တို့ရဲ့ဒီဇလန်းရဇက်ကောင်ရဲ့ဒါလွတ်တယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကကျွန်တော်လိုချင်တဲ့ပုံစံအကြတော့ဟောကိုကိုရဲ့ trend ထဲမှာကိုရဲ့ trend ထဲကိုကျွန်တော်ကဆွဲမထည့်ခြင်းဘူးကျွန်တော်တို့ကဇက်ကောင်ရဲ့ဇက်ကောင်သွားခြင်းတဲ့ဟာဇညွန်းကနေဇညွန်းကဇညွန်းသွားခြင်းတဲ့နေရာရဲ့အပြီးတော့ director ရဲ့ director ရဲ့သူ့ရဲ့ director ဆိုတာသူ့ရဲ့စိတ်နဲ့ဒီဇက်ကောင်တွေကိုတိဆောက်ထားတဲ့အခါကျတော့ သူဘလို့လှုပ်ထားတာလဲပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့ကိုတွေကဒီဇက်ကောင်လေးကိုဝင်ကျင်တာအဲတခါလင်ကြရင်ကို့ပဲကြည့်ပြီးတော့ရိုက်တဲ့ဇလန်းမျိုးတွေရှိတယ်အဲ့ဒါကြတော့ကျွန်တော်တို့အတွက်စင်ကုန်းမှုသိမရှိဘူးပေါ့နော်ကိုတွေကိုနဲ့လိုက်ဖက်နေတယ်ဆိုတော့အတွေ့မျိုးပဲရှိဒါပေမဲ့တခါလင်ကြမှာကျွန်တော်တို့ကဒီပြိသက်အဲ့ဒါကြတော့ကျွန်တော်ကအမြဲတမ်းကြည့်နေကြဇက်ကောင်လေးထက်ဟိုကျွန်တော်တို့ကဟိုပိုလွန်တဲ့အဲတရုပ်ဆောင်မှုတွေကိုသူကမြင်ကျင်တဲ့အချိန်မျိုးတွေရှိအဲ့ခါကျတော့ကျွန်တော်တို့ကဇက်ကောင်ကို အနည်းဆက်ဆုံးကျွန်တော်တို့ချင်းခန့်နေအောင်စူးစမ်းရတယ်ပေါ့နော်အဲ့လိုစူးစမ်းတဲ့နေရာမှာကြာတော့ကျွန်တော်တို့က driver ရဲ့စကားရဲ့ဇညုံးပုံမှာဒီနှစ်ခုပုံမှာပို့ပြီးတော့ကျွန်တော်တို့ကဟိုတစ္ဆာရှိရှိနဲ့ပေါ့နော်ကျွန်တော်တို့ကအတတ်နိုင်ဆုံးစူးစမ်းတဲ့သဘောပါအဲ့ခါကြာတော့ကျွန်တော်က driver တွေဇညုံးတွေရဲ့ဆိုလိုရင်းကိုသဘောပေါက်နားလည်ပြီးတော့မှကျွန်တော်တို့ကလှုပ်လို့ရတဲ့အလုပ်ဖြစ်တဲ့ခါကြာတော့ကျွန်တော်တို့ဒီဘယ်ဇကားပဲရိုက်ရိုက်အဲကျွန်တော်တို့သေယုံဆောင်တယောက်အနေနဲ့ဟိုပေါ့နော်ဟိုဟိုကနေကြလုံနေကြ ပြောနေကြဆိုင်ရလို့တည်းမဟုတ်လို့ရှိရင်ကျွန်တော်တို့လည်းအစ်စ်တယောက်လိုပဲပေါ့နော်အဲ့လိုမျိုးပဲခံစားမိတယ်အဲ့စိတ်နဲ့အဲကျွန်တော်ကနာခံမှုတွေလုပ်တာပါအာပြင်မနာပေါ့ဗာဆိုတော့ဘယ်လိုဘယ်လိုခေါ်မလဲဆိုတော့ရုပ်ရှင်တကာရိုက်တယ်ဆိုတာကမလွယ်ဘူးလေအဲနောက်ပြီးတော့ကျွန်တော်တို့စီမှာရိုက်ရတဲ့ duration ကလည်းတည့်တဲ့အချိန်ပဲဟိုဟာပေါ့ဟိုရက်20ဝန်းကျင်ပေါ့နော်အဲ20နဲ့30ကြားပေါ့ရက်အဲမှာတစ်လတစ်လအတွင်းပေါ့တစ်လကျော်တဲ့ကားဆိုရင်လည်းကျွန်တော်မရှိသလောက်ပဲဆိုတော့ ဟိုဒီဂျူရှင်တွေမှာအဲရုပ်ရှင်တွေကတိဆောက်ဖို့ဆိုတာတကယ်တမ်းဆိုရင်တော့ဒါမလွယ်ဘူးပေါ့နော်ဒါမြန်မာပြည်မှာပဲရှိတယ်လို့တော့ကျွန်တော်ထင်တယ်ဟုတ်